မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ online ဆိုင်ရဲ့တန်ဖိုးကိုနားလည်ကြားတဲ့ပိုလန်ပြည်သက်များဆိုတဲ့အကြောင်းအရာကို တင်ဆက်ချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်ကဆရာဆရာကြီးတချို့က online ဆိုင်နဲ့ပတ်သက်လာရင်မြန်မာပြည်မှာပဲနာမည်ကြီးတယ်တခြားနေရာတွေရောက်ရင်ဘာမှမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့ဇက်တိုက်ရေးသားခဲ့ကြလို့ဖြစ်ပါတယ်။အခုတော့အခွင့်ကြုံတော့မို့အဲ့ဒီလူတွေမှားယွင်းကြောင်းကိုတက်သေးပြခြင်းလို့ဒီအကြောင်းအရာကိုတင်ဆက်တာဖြစ်ပါတယ်။ In Europe, it's my first time in Poland, and I love it. The grass is green here. The grass is greener here. မြေတမြခင်ဗျာ online ဆန်ဟာပိုလန်ခြေဆိုင် promotion တစ်ခုဖြစ်တဲ့ GSBLU promotion စီသွားရောက်မှာ ဖြစ်တဲ့အကြောင်းကိုအစောကြီးကတည်းကကျွန်တော်တင်ဆက်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတဲ့အကြောင်းအရာတွေကိုလည်းအခါအားလျော်စွာ ခြားပြခဲ့ပါတယ်။ KSW Promotion မှာထုတ်သက်နေတဲ့ Fighter နှစ်ယောက်က Kickle FC ကို လာရောက်ပြီး online ဆက်နဲ့အတူတူပြင်ဆင်မှုတွေလှုပ်ဆောင်ခဲ့တာပါ။အဲ့ဒီ Fighter တွေကတော့ Adam နဲ့ Igor တို့ဖြစ်ပါတယ်။သူတို့ဟာဒီတစ်ပတ်ကျင်းပသွားတဲ့ KSW 105ပြိုင်ပွဲမှာပါဝင်ထုတ်သက်ခဲ့ကြတာပါ။ online ဆန်ကလည်းသူနဲ့အနိကက်ပြင်ဆင်ခဲ့တဲ့ fighter တွေဖြစ်လို့ဘေးကနေလိုက်ပါကြီးကျက်ဝင်းရံပေးခဲ့ပါတယ်။ အဲ့လိုကြီးကြပ်ဝန်းရံပေးဖို့အတွက်ပိုလန်ကိုရောက်ရှိလာတဲ့အချိန်မှာပိုလန်ပြည်သက်တွေကကျွန်တော်တို့ရဲ့ကချန်သားကြီးကိုလေးစားမှုအပြည့်နဲ့နှွေးနှွေးထွေးထွေးကြိုဆိုခဲ့ကြတာပါလိုကြိုးဆိုတဲ့နေရာမှာ KSW promotion နဲ့မဟုတ်ပါဘူး။ပြည်သက်တွေမီဒီယာတွေကပါနှွေးထွေးမှုအပြည့်နဲ့ကို လက်ကမ်းကြိုဆိုခဲ့တာ ဖြစ်ပါတယ်။ KSW promotion ဆိုရင်လည်း online ဆန်းကသူတို့ပြိုင်ပွဲအနောက်ကိုရောက်ရှိနေတဲ့ဆိုတဲ့အကြောင်းကို post တက်တဲ့တင်ကဖော်ပြခဲ့ပါတယ်။ ဒါအပြင် ceremony ရဲ့ weight chain လုပ်တဲ့အနေအထားမှာလည်း online ဆန့်ကိုလေးစားမှုအပြည့်နဲ့နှုတ်ဆက်ခဲ့တာပါ။ဒါကပြည်သက်တွေမြင်သာအောင်ပြောပြတာဖြစ်ပါတယ်။ဒီချိန်ထဲမှာပိုလန်ကမီဒီယာတွေကလည်း online ဆန့်နဲ့ interview တွေကိုစက်တိုက်ကိုထုတ်ပြန်သွားခဲ့တာပါ။အိမ်မှာကချန်သားကြီးရဲ့အုံနှုံပြောဆိုမှုတွေကြောင့်ပိုလန်ပြည်သက်တွေကပိုပြီးကိုလေးစားချတာဖြစ်ပါတယ်။ ။သတင်းသမားတွေကလည်းပိုလန်ကိုရောက်ဖူးလားဒါကပထမဆုံးအကြိမ်လားပိုလန်ပေါ်ဘယ်လိုမြင်လဲပိုလန်အစားတောက်တွေပေါ်ဘယ်လိုမြင်လဲဟိုနေရာရောက်ပြီလားဒီနေရာရောက်ပြီလားစတဲ့ပုံစံမျိုးစုံနဲ့မိကွန်းတွေကိုစက်တိုက်မေးမြန်းခဲ့ကြတာပါ။ပြီးတော့ပိုလန်နဲ့ပတ်သက်လာရင်ဘဲစားတောက်တွေစားတောက်တဲ့ဘယ်နေရာတွေသွားတဲ့ဆိုတာတွေကိုပါအကြံပြုပေးသွားခဲ့တာဖြစ်ပါတယ်။ဒါတွေကိုကြည့်ရင် ပိုလန်ကကချင်သားကြီးပေါ်ဘလောက်ထိနှွေးထွေးလဲဆိုတာသိတာလွန်ပါတယ်။ ဂိုင်ဂန်ရှင်ဖိုက်တာကြီးကိုရိုင်ကတောင်ပိုလန်ပြည်သက်တွေသူ့ပေါ်နှွေးထွေးချလွန်းလို့စတိတက်တွေအရှိကြီးရေးကမနေ့ကပဲတင်သွားခဲ့ပါပြီဒီကြောင်ရကိုကြည့်ရမယ်ကျွန်တော်တို့ဖိုက်တာကြီးပေါ်ပိုလန်ပြည်သက်တွေကဘလောက်ထိတန်ဖိုးထားကြလဲဆိုတာပြည်သက်တွေခံစားမိမယ်ထင်ပါတယ် I'm already blown away and I'm already having so much fun here so thank you it's going to be amazing thank you တန်ဖိုးကြောင့်နားလေကြသူတွေကတော့တန်ဖိုးရှိသူတွေကို လေးစားတန်ဖိုးထားကြပါတယ် ကျွန်တော်စီကပြည်သက်တချို့အနေနဲ့လဲအွန်လိုင်းဆိုင်ရဲ့တန်ဖိုးတွေကိုမြောင်းကြည့်နိုင်ပါစေလို့ဆန္ဒပြုမိပါတယ်ခင်ဗျာ We die ပြည်သက်များခင်ဗျာဒီ fighter က UFC မှာပါဝင်ထိုးသက်နေတဲ့ fighter ဖြစ်ပါတယ်ဒီဒီကြကြပြောရရင်ဒီတစ်ပတ်ကျင်းပသွားတဲ့ UFC Fight Night ပြိုင်ပွဲမှာသူကပထမဆုံးစတင်ကလကအဖွဲ့ပွဲထိုးသက်ခဲ့သူပါ ဒီမနက်မှာတော့သူ့ရဲ့အလုတ်ကနေပျော်ပျော်ကြီးနှုတ်ထွက်လာပြီးဆိုတဲ့အကြောင်းကိုအခုလို state တင်နေတာဖြစ်ပါတယ်။ဒါကအကြောင်းရင်းရှိပါတယ်။အဲ့ဒီအကြောင်းလေးကိုပြောပြခြင်းလို့ဒီအစကိုဆွဲထုတ်ကြည့်လိုက်တာပါ။သူ့ရဲ့နာမည်ကမာကွန်ဝဲမိတ်ကဖြစ်ပါတယ်။ဒီဘက်ကျင်းပသွားတဲ့ UFC Fight Night ပြိုင်ပွဲမှာပြိုင်ဘက်ဖြစ်သူကို ကောင်တာဘယ်ဝိုက်လက်သီးတစ်ချက်ထမ်းတဲ့အမှောက်သိပ်ပြခဲ့သူပါအဲဒီစွမ်းဆောင်ရည်ကြောင့် performance bonus ကိုတောင်းဆွခုခဲ့ပါတယ် ဒီ fighter လေးရဲ့လက်ရှိစွမ်းဆောင်ရည်မှတ်တမ်းက professional fighter ဘဝမှာစုစုပေါင်း9ဘွယ်ထို9ဘွယ်စလုံးကိုအနိုင်ရရှိထားပြီးပါပြီ UFC မှာတော့ပထမဆုံးစပြီးကလကအဖွင့်ပွဲမှာတင် performance bonus ဆွဆွကူးနိုင်ခဲ့တာဖြစ်ပါတယ်သူဟာဝက်ပြီးသတင်းထောက်တွေနဲ့အင်တာဗျူးမှာတော့တကယ်လို့များဥက္ကဋ္ဌကြီးဒိနာဝိုက်က performance bonus ဒေါ်လာ9000ပေးမယ်ဆိုရင်သူ့ရဲ့လက်ရှိအလုပ်ကနေထွက်လိုက်မှာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုအခိုင်အမာပြောဆိုခဲ့တာပါ ပရိုမိုးရှင်းဘက်ကလည်းသူ့ကိုဒေါ်လာ9000ချီမြင်ခဲ့ပါတယ်။ဒါကြောင့်မို့ရုံးပြန်ဖွင့်တဲ့ဒန်နလာနေမှာပဲသူ့ရဲ့အလုတ်ကနေနှုတ်ထွက်လိုက်တာပါ။အကြောင်းအရာကိုရှင်းရှင်းလင်းလင်းဖြစ်အောင်ထပ်ပြီးပြောရမယ်ဆိုရင် သူက professional fighter တယောက်ဖြစ်နေသည့်တိုင်အောင် full time fighter မျိုးမဟုတ်သေးပါဘူး။ထိုကျိတဲ့ကစားနီးကိုအပြည့်ဝအာယုံစိုက်နိုင်တဲ့အဆင်မျိုးကိုမရှိသေးပါဘူး။မဖြစ်လို့လဲဆိုတော့ဒီဝင်ဝင်နဲ့မလုံလောက်သေးလို့ပိုက်ပြင်လုံသားအဖြစ်လောက်ကိုင်းနေသူဖြစ်ပါတယ်။ သူဟာအဲ့လိုလောက်ကန်ရင်းနဲ့ professional fighter တယောက်ဖြစ်လာအောင် UFC fighter တယောက်ဖြစ်လာအောင်ကြိုးစားခဲ့သူပါအဲ့ပုံစံမျိုးနဲ့ UFC စင်မြင့်ထက်အထိတက်လာခဲ့သူဖြစ်ပါတယ်မနေ့ကတော့သူ့ရဲ့အလုတ်ကနေနှုတ်ထွက်ပြီး full time fighter တယောက်အဖြစ်နဲ့လေးကျင်ခန်းတွေပြေဝအာယုံဆိုင်သွားမဲ့အကြောင်း state တင်လိုက်ပါတယ်။အဲ့ဒီ state ကို UFC ပြည်သက်တွေကလည်းအမှန်ကန်ကိုလက်ခုပ်တီးအားပေးနေကြတာပါ။ ဒီကြောင်ရကိုတင်ဆက်ရတဲ့အကြောင်းရင်းက UFC မှာထွက်သက်နေတဲ့ fighter တယောက်တောင်အဲ့လိုအခက်အခဲမျိုးစုံနေကြတာနေကြိုးစားပြီးဒီစင်မြင့်ထက်ကိုရှောက်လန်းလာတဲ့ဆိုတာမြင်သာစေခြင်းလို့ဖြစ်ပါတယ်။ကျွန်တော်စီကစူးစမ်းနေတဲ့လူငယ်တွေအနေနဲ့လည်းဒီကြောင်ရလေးကိုကြည့်ပြီးစိတ်သက်ခွန်အားတွေရရှိပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာ။ပြီးတယ်များခင်ဗျာ။ BFS စင်မြင့်ထက်မှာပရမအောင်စတင်ဝင်ရောက်ထွက်သက်မဲ့ Patrick Ibra အကြောင်းကိုမနေ့ကကျွန်တော်အကျယ်တွင်တင်ဆက်ခဲ့ပါတယ်။ ဒီမနက်မှာတော့ပက်ထရစ်အီဘရာကိုခါဘီကကွန်ကြီးလေ့ကျင့်ပေးမယ်အကြောင်း BFA ကတရားဝင်ထုတ်ပြန်လိုက်ပါတယ်။သူတို့နှစ်ယောက်ဟာလက်ရှိမှာတော့ဒူဘိုင်းကိုရောက်ရှိနေပါပြီ။အီဘရာကလည်းသူ့ရဲ့ပထမဆုံးပွဲထိုးသက်ဖို့ခါဘီစီကနေအကြံဉာဏ်တွေရယူခြင်းနဲ့ဆိုတဲ့အကြောင်းကိုဗီဒီယိုကောခေါ်ကတောင်းဆိုသွားခဲ့ပါတယ်။ဆလဘီဝမ်ချမ်ပီယံရှစ်မှာထိုးသက်ဖို့အတွက်စိန်လုံးကျော်လာနေပြီဆိုတဲ့အကြောင်းအရာလေးကိုပြောပြခြင်းပါတယ်။ WAN Championship ဟာဒီတစ်ပတ်မှာတော့သူတို့ရဲ့ပြိုင်ပွဲတွေကိုပြန်လည်စတင်ကျင်းပသွားတော့မှာပါလာမယ့်မေလ2ရက်ဒီဘက်တောက်ကြနဲ့ညပိုင်းမှာ125 106ပြိုင်ပွဲနဲ့ပြန်လည်စတင်မှာဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲမှာကျွန်တော်တို့ရဲ့မြန်မာဖိုက်တာစိန်လုံးကျော်လဲပါဝင်ထိုးသက်ခွင့်ရရှိထားပါတယ်။ဒီပွဲကသူ့အတွက် One Championship စင်မြင့်ထက်မှာပထမဆုံးစပြီးကလကဖွင့်ထိုးရမယ့်ပွဲမျိုးဖြစ်ပါတယ်။ သူနဲ့တွေ့နေတဲ့ပြိုင်ဘက်က Asian Time Fighter Rosset Sam ဖြစ်ပါတယ်။ Rosset Sam ကဝမ်ချမြန်ရှစ်အတွေ့အကြုံရှိသူပါ။135စင်းမြင့်ထက်မှာတပွဲထိုးတပွဲနိုင်ရလက်ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။စိန်လုံးကျော်ကတော့အခုမှစပြီးကလကဖွင့်ထိုးမှာပါ။ရော့ဆက်ဆန်ရဲ့ body တိဆပ်ပုံကအရက်၅ဘိတ်ဆယ်လက်မအထိရှိတော့စိန်လုံးကျော်ထက်လေးလက်မလောက်ပိုမြင့်မယ်ထင်ပါတယ်။ စိတ်လုံးကျော်ဟာမြန်မာဖိုက်တာတွေတဲကဆိုရင်တော့ဒီနှစ်ထဲမှာဝမ်ချန်ပီယံရှစ်ကခေါ်ပြီးခွင့်ရေးပေးတဲ့၁၁ယောက်မြောက်ဖိုက်တာဖြစ်ပါတယ်။ညနေတဲ့ဖိုက်တာတွေတဲကဆိုရင်ဒုတိယမြောက်ခွင့်ရေးပေးခံခဲ့ရသူပါ။ဒူအဒီမနက်မှာတော့သူ့ရဲ့နီးပြကြီးဖြစ်သူ YMCA ဥကုမောင်နဲ့ရန်ကုန်လေစိတ်ကနေထွက်လာပါပြီ။မကြခင်ချိန်တွင်းမှာပဲဘန်ကောက်မြို့ကိုရောက်ရှိတော့မှဖြစ်ပါတယ်။ဝက်စင်ချက်ဘူးအနေထားတွေမှာလည်းအစအစအရာရာအဆင်ပြေပါစေလို့ဆန္ဒပြုမိပါတယ်ခင်ဗျာ။ ဆက်ပြီးပြောပြခြင်းတဲ့အကြောင်းအရာက UFC ကမျက်နှာသာပေးခံနေရတဲ့ Rania Derrida ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ကလကအဖွင့်ပွဲတုန်းကတော့ Rania Derrida အနေနဲ့ UFC ကတိတ်ပြီးတံပိုးမထားခံခဲ့ရဘူးလို့ပြောဆိုခဲ့ဘူးပါတဲ့အဲ့ဒါကလည်းလွဲဆိုင်ဖန်တီးပေးထားမှုအနေထားကြောင်းဖြစ်ပါတယ် UFC ဟာအခြား promotion တွေမှာအောင်မြင်ပြီးသူတို့စင်မြင့်ထက်ရောက်လာတဲ့ fighter တွေဆိုရင်တံပိုးထားပုံညံ့တော့မတူပါဘူး ဥပမာဂျပန်ကနေရောက်ရှိလာတဲ့ကိုင်အဆာကူရာဆိုရင်ကလကအဖွန်ပွဲမှာပဲချန်ပီယံဘက်စင်ခေါ်ခွင့်ရရှိခဲ့သူပါအရင်နောက်ပက်ထရီစီယိုပီဘူးဆိုရင်လဲရာယာရိုရီကွက်နဲ့တန်ဘီပွဲတဲ့ပေးခဲ့ပါတယ်။ရိုင်းနီယာဒီရက်တာတို့ကတော့ရန်ကီအတွက်မှမရှိသေးတဲ့ပြိုင်ပွဲမျိုးနဲ့ပွဲတဲ့ခဲ့တာပါ။သို့တော်လည်း UFC ဟာလက်ရှိအချိန်မှာတော့ Netherlands Lorsche ကြီးကိုပြန်ပြီးအခွင့်အရေးပေးနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့သူကလကဖွင့်ပွဲတုန်းကကိုမိန်ပွဲစဉ်ဖြစ်နေထိုးသက်ခဲ့ရတာပါဒုတိယမြောက်ထိုးသက်ခဲ့တဲ့ပွဲမှာဆိုရင်မိဘပြုနဲ့ကျင်းပတဲ့ပြိုင်ပွဲမှာမိန်ကက်ကောင်းဆက်အောက်ကနေထိုးသက်ခဲ့ပါတယ်ဒါအပြင် performance bonus မရပေမဲ့ UFC ကသူ့ကိုပတ်စံနေပို့ပေးခဲ့တဲ့အကြောင်းကိုတောင်မီဒီယာမားတွေရှေ့မှာဖွင့်ခခဲ့သေးတာပါဒီတစ်ပတ်ကျင်းပမဲ့ UFC Fight Night ပြိုင်ပွဲအတွက်လဲ promotion ဘက်ကတွဲဆိုင်တွေကိုတရားဝင်ချပြလိုက်ပါပြီ ရိုင်းနီယာဒီရက်တာနဲ့ဘိုနီကဲတို့တွဲဆိုင်ကိုကိုမိန်ပွဲအဖြစ်သတ်မှတ်လိုက်ပါတယ်။အဲ့ဒီအကြောင်းအရာကိုကြည့်ပြီး UFC ကရိုင်းနီယာဒီရက်တာကိုပြန်ပြီးအလေးပေးနေတဲ့ဆိုပြီးကောက်ချက်ချမိတာပါ။ရှင်းနှပွဲမှာတော့ကတပွဲကကိုမိန်ပွဲတပွဲက Paper View နဲ့ကျင်းပတဲ့ Main Card ရဲ့ခေါင်းစဉ်အောက်မှာဖြစ်ပါတယ်။အခု UFC Fight Night ပြိုင်ပွဲခေါင်းဆောင်အောင်ပြန်ထိုးရပြန်တော့လဲကိုမိန်ပွဲဖြစ်နေပြန်ပါတယ်။ဒါရိတ်ကြောင့်မို့ကျွန်တော်ကဒီလိုမျိုးယူဆကြည့်တာပါ။ ရိုင်းနီယာဟာလက်ရှိမှာတော့ UFC နှစ်ပွဲထိုးနှစ်ပွဲစလုံးကိုအနိုင်ရထားပါပြီ UFC မီဒဝေးတန်ရန်ကီတက်မှတ်ချက်အဆင့်73နေရာကိုလည်းရပ်တည်နေသူဖြစ်ပါတယ်ဘိုနီကေကတော့ရိုင်းနီယာဒီရက်တာဝင်လာလို့သူ့ရဲ့ရန်ကီတက်မှတ်ချက်ကနေဖေရှားပေးခဲ့ရသူပါဒါကြောင့်မို့ဒီနောက်ထိတ်တိုက်တွေ့တဲ့အနေထားမှာ ranking တက်မှတ်ချက်တွေအပြောင်းလဲဖြစ်သွားအောင်မလားဆိုတာထပ်ပြီးစောင့်ကြည့်ရအောင်မှဖြစ်ပါတယ် နောက်ဆုံးပြောပြခြင်းတဲ့သတင်းတစ်ပုဒ်ကတော့စိုးလုံးနဲ့ထိုးမဲ့ပွဲမှာပောက်ကွဲမှုအပြည့်နဲ့ကစားပြီးပွဲသိမ်းပြဖို့အထိပြင်ဆင်သွားမယ်ဆိုပြီးပြောဆိုလိုက်တဲ့ Liam Harrison ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။ပြည်သူများခင်ဗျာ Liam Harrison ဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်းကတော့ One Championship အကောင့်ကနေတစ်ဆင့် Reddit ကနေမေးတဲ့မေးခွန်းတွေကိုပြန်လည်ဖြေကြားခဲ့ပါတယ်။အဲ့လိုဖြေကြားတဲ့နေရာမှာပြည်သက်တွေကပုံစံမျိုးစုံနဲ့မေးခွန်းထုတ်ခဲ့တာပါ။ တချို့ပြည်သက်တွေက1173ပြိုင်ပွဲမှာထိုးသက်ဖို့အတွက်ဘယ်လိုပုံစံမျိုးပြင်ဆင်ချဉ်းကပ်သွားမလဲဆိုပြီးမေးမြန်းခဲ့ရာ Kaigen Shin Fighter ကအခုလိုပဲဖြေကြားခဲ့ပါတယ်။ကျွန်တော်ကပုံမှန်အားဖြင့်မနေ့6နာရီထားတယ်ကျွန်တော်ခွေးလေးတွေနဲ့အတူတူလမ်းလျှောက်ဖြစ်ပါတယ်။ BN ဘောစားလေးကျင်ကန်းလုပ်ပြီးမွေးထိုင်း trainee တွေဆက်လုပ်ဖြစ်တာပါ။အချို့ရက်တွေဆိုရင် strength and conditioning ဘိုင်းကိုပါတွဲပြီးလုပ်ဖြစ်ပါတယ်။ ဒီပွဲကိုတော့ပောက်ကွဲမှုအပြည့်နဲ့အနိုင်ရတဲ့ပုံစံမျိုးအထိဖြစ်အောင်စီစဉ်ပြင်ဆင်ထားပါတယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်1173ပြိုင်ပွဲကျင်းပဖို့၃လဝန်းကျင်အထိလိုနေသေးတာပါဒါကြောင့်မို့လီယမ်ဟာရီဆန်ဟာသူ့ရဲ့အနိကပြင်ဆင်မှုတွေကိုတော့လှုပ်ဆောင်သေးဟန်မတူပါဘူးဒါတွေကပြီးသက်တွေကမေးလို့သူကပြန်လဲဖြေချသွားတာလို့ပဲယူဆကြည့်ကြပါတယ် လာမယ့်နေ့တွေမှာလည်း MMA လောကကသတင်းတွေ Fighting လောကကအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ Channel ကို Notification ယူထားကြပါဦးခင်ဗျာ။